ဟယ်လိုအလုံးမဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့အခုလက်တလုံးမှာလူပြောများနေတဲ့ Google ကနေပြီးတော့မြန်မာဖုန်းနံပါတ်တွေရှိကို confirmation code တွေချမပေးတော့တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတွေအကြောင်းကိုပြောပြပေးသွားချင်တာပဲဖြစ်ပါတယ်အဲ့တော့ကိရိုးတွေကခုနောက်ပိုင်းမှာဆိုရင်ကိုယ့်ရဲ့မြန်မာဖုန်းနံပါတ်ကိုအသုံးပြုပြီးတော့ Google account တွေ Gmail account တွေဖွင့်တဲ့ခါမျိုးမှာ confirmation code တွေချမပေးတော့တဲ့အတွက် account ဖွင့်ရခက်တဲ့ပြဿနာတွေနောက်ပြီးတော့ကိုကကိုယ့်ရဲ့ဒီ Google account တွေ Gmail တွေကိုကိုယ့်ရဲ့မြန်မာဖုန်းနံပါတ်တွေကိုအသုံးပြုပြီးတော့ two step verification ခံထားတဲ့အခါမျိုးမှာဆိုရင်အကောင့်ကို sign out လုပ်ပြီးတော့ကုန်မကြတဲ့အတွက်ပြန်ဝင်လို့မရတော့တဲ့ပြဿနာတွေအများကြီးကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါဆိုရင်တော်တော်များများမေးစရာရှိတာကဒီ Google account ကဒီ confirmation code တွေပြန်မချတော့ဘူးဆိုရင်ကျတို့တွေဒီ two set မခံတော့ဘဲနဲ့ two set verification တွေမခံတော့ဘဲနဲ့အသုံးပြုတင်လာပေါ့နော်တကယ်တော့လုံးဝအသုံးမပြုတင်ပါဘူးဘာဖြစ်လို့လဲဆိုရင်ကျတို့တွေက Google တွေမဟုတ်ဘူးတခြားသော social media platform တွေကိုအသုံးပြုတဲ့ခါမျိုးမှာဆိုရင်လည်းပထမဆုံးအနေနဲ့ကျတို့တွေရဲ့ user name ရဲ့ password ကိုရိုက်ထည့်ရတယ်အဲ့ဒါကကျတို့တွေအတွက် secure ဖြစ်အောင်ခံတဲ့ first layer ပါဒီ first layer မှာခါလေးကြရကိုကလွယ်ကူတဲ့ password တွေထည့်လိုက်တဲ့ခါမျိုးမှာကိုယ့်ရဲ့ account ကိုသူများက hack လို့ ရသွားတာပေါ့နော်ဒါမှမဟုတ်ကိုက link niche ကိုဝင်လိုက်လို့ hack လို့ရသွားတဲ့အခါမျိုးမှာဆိုရင်ဒုတိယအနေနဲ့ထပ်ပြီးတော့လုံခြုံအောင် second layer ခံကြပါတယ်အဲ့ဒါဒီ two step verification ပေါ့နော်များသောအားဖြင့်ဘယ်လိုလုပ်ကြလဲဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ထားပေးလိုက်တယ်အဲ့တော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုကုတ်ကြတဲ့အခါမှာအဲ့ကုတ်ကိုထည့်လိုက်တော့မှပဲဝင်နေသူကဝင်လို့ရတယ်ပေါ့နော်အဲ့တော့ကိရိုးတွေက ဒီပေါ့နော် Google ကနေ confirmation code တွေမပို့တော့ဘူးဆိုတာနဲ့ first layer တစ်ခုပဲထားမယ်ဆိုရင်ညာသောအဖြစ်ကိရိုတွေက Google ကိုအခြေပြုပြီးတော့တခြားသော social media platform တွေကို live ဖွင့်ကြတာဥပမာအဖြစ် Facebook ဖွင့်နေဆိုပါစို့ Facebook ဆိုရင်ကိရိုတွေက Gmail ထည့်တယ်ပေါ့နော် user name ညာမှာပြီးတော့ password ထည့်တယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ Gmail ကကျိုးပေါက်နေပြီဆိုရင်ကိုယ့်ရဲ့တခြားသောချိတ်ဆက်ထားတဲ့ social media platform တွေတခြားသောပေါ့နော် furniture နဲ့ပတ်သက်တဲ့ app တွေအသုံးပြုနေတဲ့အရာအားလုံးကကျိုးပေါက်ကုန်ပါပါအဲ့အတွက်ကြောင့်မလို့ကီတို့တွေကဒီ Google ကိုစကြဝဖြစ်အောင်ကိုထားကိုထားမှရမယ်စကန်လီယာခံကိုခံရပါမယ်ဆိုတော့ကီတို့အခုဖြစ်နေတဲ့ပြဿနာ Google ကနေပြီးတော့မြန်မာဖုန်းနံပါတ်တွေရှိကို confirmation code မပို့တော့ရင် ဘလို့လောက်ကြမလဲပေါ့နော်ဆိုတော့ Google ကမြန်မာကိုမြန်မာဖုန်းနံပါတ်တွေကိုမပို့တာတော့ဟုတ်တယ်ဒါပေမဲ့ဒီထက်ပို့ပြီးတော့ secure ဖြစ်တဲ့နီးလန်းတွေကိုလည်းအသုံးပြုဖို့အတွက်တစ်ကမ္ဘာလုံးကိုတိုက်တွန်းနေတာပါဆိုတော့အဲ့ဒီနီးလန်းတွေကိုကေတို့ကအသုံးပြုလို့ရပါတယ်အဲ့နီးလန်းကဘာလဲဆိုရင်ပထမနီးကတော့ pass key တွေသုံးနေနေပါ pass key ကကြတော့ပြောရမယ်ဆိုရင်သူက biometric log in နီးပါဆိုတော့ကေတို့တွေရဲ့ဒီပေါ့နော် ဖုန်းတွေကိုသုံးပြတဲ့ခါမှာဝင်တယ်လို့ပဲပေါ့နော်ကိုယ့်ရဲ့မျက်နှာ face id တွေနောက် touch id တွေ fingerprint တွေဒါတွေကိုအသုံးပြုပြီးတော့မှကိုယ့်ရဲ့အကောင့်ရှိကိုဝင်တာပါဆိုတော့အဲ့လိုဝင်တဲ့ခါမျိုးမှာဆိုရင်ကျတို့တွေက password လည်းမလိုတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ password ချိုးပေါက်ခံမှုပြဿနာတွေကိုလည်းစိတ်ပူစရာမလိုပါဘူးနောက်ထပ်ဒုတိယနေရာကျတော့ authenticator app တွေကိုသုံးတာပါအဲ့တော့ Google authenticator app တို့ Microsoft authenticator app တို့စသဖြင့်အသုံးပြုလို့ရပါတယ် သူတို့ရဲ့ပုံစံကဘယ်လိုမျိုးလဲဆိုရင်ကိုကောက်ဝင်တဲ့ခါမျိုးမှာဆိုရင်အဲဒီ time bait အခြေခံနဲ့တစ်ချိန်စာအသုံးပြုလို့ရတဲ့ကုတ်ကလေးချပေးတယ်။သူက online ဖြစ်စရာလည်းမလိုဘူး offline အခြေအနေမှာပဲချပေးတယ်။အဲ့ကုတ်ကလေးကိုအသုံးပြုပြီးတော့ Giro တွေကဝင်လို့ရတယ်ပေါ့နော်။အဲ့တော့ Giro တွေမှာအာဒီပေါ့နော် Giro တွေရဲ့မြန်မာဖုန်းနံပါတ်ရှိကိုအာဒီပေါ့ Google ကနေပြီး confirmation တွေကုတ်တွေမပို့ရင်လည်းစိတ်ပူစရာလုံးဝမလိုတော့ပါဘူး။ဒါအပြင်နောက်ထပ်နည်းရဖြစ်တဲ့ recovery email တွေထားတာတွေ backup ကုတ်တွေစသဖြင့်အသုံးပြုလို့ရပါသေးတယ်။ ဆိုတော့ဒီနီလာနေအားလုံးဘလို့အသုံးပြုလို့ရလဲဆိုတာကိုကေကအခုပြောပြပေးမှာဖြစ်တဲ့အတွက်ခင်နဲ့တူတူလိုက်ကြည့်လိုက်ကြအောင်နော်အရင်ဆုံး pass key ကိုအသုံးပြုပြီးတော့ two step verification လုပ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုကြိုက်နေတဲ့ browser ကနေဝင်ပြီးလုပ်လို့ရတယ်ကေကတော့ဒီ safari ကနေပဲဝင်ပြီးတော့လုပ်ပါမယ် safari ကဝင်ပြီးတော့ Google ဆိုပြီးတော့ကရိုက်ထည့်လိုက်ပါမယ်။ဒါဆိုရင်ကဲ Google account ကြာလာပါလိမ့်မယ်။သူက Gmail account နဲ့တူတူပါပဲเนาะ။ဆိုတော့ကတို့ဒီ account ရဲ့ profile ပေါ်ကို click နှိပ်လိုက်ပါ။ပြီးတော့ရင် manage ရော Google account ဆိုတဲ့ပုံကို click နှိပ်ပြရပါမယ်။ပြီးတော့ရင် security ဆိုတဲ့ပုံကို click နှိပ်ပြရမှာဖြစ်ပါတယ်။အဲ့ခါကျရင်ဒီအောက်မှာ two step verification ဆိုတဲ့နေရာမှာ two step verification is off လို့ပြောမြင်ရမှာပါအဲ့ပုံကို click နှိပ်ပြရမှာဖြစ်ပါတယ် ပြီးတော့ရင်ကျတို့တွေက two step verification ကို on ပြရမှာဖြစ်တဲ့အတွက် turn on two step verification ဆိုပြီးတော့ click နှိပ်ပြရမှာဖြစ်ပါတယ်။အဲ့ဒါကြာရင်တော့ဒီမှာ dance ဆိုပြီးတော့ဗောနော် key ro two step verification online ပါလေဆိုတော့ဒီမှာ key ကတော့ phone number ထည့်ထားတဲ့သူဗောနော်အကဲမြာ phone number မထည့်ထားတဲ့သူဆိုရင်ခုနနေရာမှာ down on ဆိုပြီးလောလောတဲ့ခါကျရင် phone number ထည့်ကိုထည့်ရမယ့်နေရာပေါ်လာပါလိမ့်မယ်အဲ့ဒီကြောင့်မလို့ကိုက phone number ထည့်ပေးလိုက်ဗောနော်နောက်တစ်ခုကကြတော့ပြီးတော့မှကိုကအဲ့ phone number ကိုမှကိုမရောက်ခဲ့ဘူးဆိုရင်တခြား cover အနေနဲ့ ထပ်လုပ်ဖို့အတွက်ကေရိုကဒီ pass key တွေနောက်ပြီးတော့ authenticator app တွေသုံးချမှာပေါ့နော်ဆိုတော့ဒီမှာကေရဲ့ဖုန်းနံပါတ်ကတော့ဝင်နေရဲ့အဲ့တော့ထားထားလိုက်ပြီပေါ့နော်ဝင်ရင်လည်းဝင်လာပေါ့ဆိုတော့ကေရိုဒီ pass key ထည့်လို့ခုပြောပြမှာဖြစ်တဲ့အတွက်အပေါ်ဆုံးက pass key and security key ဆိုတဲ့ပုံကို click နှိပ်လိုက်ပါမယ်ပြီးတော့ရတော့ကေရို create a pass key ဆိုတဲ့ပုံကို click နှိပ်လိုက်ပါအဲ့တော့အဲ့မှာသူက open autofill and password ဆိုပြီးတော့ပေါ်လာတယ်အဲ့ပုံကို click နှိပ်ပြရမှာပါ ဒါပါလဲဆိုရင်ကဲအခု pass key ကိုကဲကဘယ်ထဲမှာတင်ထားမှာလဲပေါ့နော်မှတ်ထားမှာလဲဆိုပြီးတော့ तू อ่ะမေးတာပါ so ကဲတို့တွေ i was device သုံးတဲ့သူတွေအတွက်ကတော့အာဒီအပေါ်ဆုံးကဟာပေါ့နော် iCloud key chain နဲ့မှာမှတ်တဲ့ဟာပေါ့ဒါကို on ပေးလိုက်ရင် तू ကတော့အကောင်ဆုံးပဲဘာလို့လဲဆိုတော့ဒီ app ecosystem ရာကဲတို့တွေဒီ device တွေပေါ့နော် i was device ကြီးအကုန်လုံးအတွက် तू က sync လုပ်ပြီးတော့သုံးလို့ရတယ်နောက်ပြီးတော့ပို့ပြီးတော့ site to web ဖြစ်တယ် အာပြီးွားတဲ့အခါမှာဆိုရင်လည်းကီရိုးတွေအသုံးပြုနေကြသည် face id တွေ finger print တွေနဲ့မြေမြတ်ဆက်ချိတ်ဆက်သွားပြီးတောက်လျှောက်တန်းဝင်လိုက်ရုံပဲပေါ့နော်ဘာမှရှုပ်ရှုပ်ခါအောင်လုပ်စရာမလိုပါဘူးနောက်တစ်ခုဖြစ်တဲ့ဒီ chrome တွေ google တွေပေါ့နော်ဆိုတော့ကီရိုတွေကဒီ application မှာတုံးလိုက်တဲ့ကောင်မှသူ့မှာအားနေချက်တော့ရှိရယ်။ဘာလဲဆိုရင်တော့ကီရိုတွေတခြားသော Windows တွေ Android တွေပေါ့နော်။အဲ့ device တွေရဲ့ Chrome ကနေတစ်စက်သွားပြီးတော့အဲဝင်တဲ့ခါမှာသူက sync မဖြစ်ဘူး။ စစ်မပြေဘူးပေါ့နော်အဲ့ဒီတော့ကြောင့်မလို့အဲကင်ရိုးတွေနောက်ထပ်ထပ်ပြီးတော့ဟိုထက်ချိတ်ထားခြင်းနဲ့ရသေးတယ်ပေါ့ဥပမာအနေနဲ့ဒီ Chrome ပေါ့ Chrome ဆိုရင်ကင်ရိုးတွေက Chrome မှာပဲအဓိကအသုံးပြုလို့ရှိတဲ့လူတွေအတွက်ကအရင်အဆင်ပြေဒါပေမဲ့သူကပြောရမယ်ဆိုရင်ဒီ Apple ဒီဒီ iCloud Keychain လောက်တော့ site view မှာဖြစ်ဘူး ။နောက်ပြီးတော့အခါမှာဆိုရင်အာဒီပေါ့နော်ခုနကဝင်လိုက်တဲ့ဒီ browser လိုဟာမျိုးပေါ့ Apple browser တွေ Safari လိုဘာလို့မှာဆိုရင်တော့ sync လုပ်လို့မရဘူး။ဆိုတော့ဒီ window တွေနောက် Android တွေနောက်ပြီးတော့ပေါ့နော်တခြားသော Mac တွေပါတယ် MacBook တွေပါတယ်သုံးတဲ့သူတွေရောအကုန်လုံးအဆင်ပြေပြေသုံးလို့ရတာကတော့ Google ပေါ့နော်။ Google ကကြတော့သူ့ရဲ့ Google account နဲ့ချိတ်ဆက်ထားသမျှအရာအလုံးပေါ့နော်။ Mac တွေဒီ pass key ကသွားပြီး sync လုပ်ပြီးတော့သုံးလို့ရတယ်။နောက်ပြီးခုနပြောခဲ့သလိုပဲ window တွေ Mac တွေ အာနောက်ပြီးတော့ Android data တွေနဲ့အကုန်လုံးနဲ့တုံးလို့အဆင်ပြေတယ်။အာသူကတခုပဲခုနပြောသလိုဒီ Safari browser တွေဘာတွေမှာတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်။ဒါပေမဲ့တော်တော်လေးတုံးလို့အဆင်ပြေတယ်။ဆိုတော့အာဒီ Windows တွေ Android တမားတွေဆိုရင်လည်းပို့ပြီးတော့ခြွေလို့ရတယ်ပေါ့နော်။ Mac MacBook တွေဘာတွေတုံးနေလို့လည်းအဆင်ပြေပါတယ်။ဆိုတော့ကျတော့ Google account မှာအများသောအဖြစ်တုံးနေတဲ့အတွက်ဒါကိုလည်း key on ထားလိုက်မယ်ပေါ့နော်။ ိုင်းတစ်ခုကိုအုံပြီးွားပြီဆိုရင်တော့အဲကျေတို့တွေခုနနေရာကိုပြန်သွားပါမယ်ပြီးွား create a pass key ဆိုရယ်ပေါ်ဝဲကျေတို့ clip ပြန်နှိပ်မယ်ပြီးရင် create a pass key ဆိုရင်နှိပ်လိုက်တဲ့ခါမှာဆိုရင်သူကတန်းပြီးတော့ face id နဲ့ sign in မျိုးပြတယ်ဆိုတော့ကကေကဒီ device မှာကေက face id နဲ့ဝင်လာပေါ့နော်ဆိုတော့သူသူကအခုအဲ့ face id နဲ့ဝင်ရုံပဲကေ continue ဆိုရယ်ဟာနှိပ်ပြီးတော့ကေရဲ့ face id နဲ့ဝင်လိုက်တယ်ဆိုရင်ဒီမှာ pass key ခုက create လုပ်ပြီးွားတယ် ဒီမှာရသွားပြီပေါ့နော်ဆိုတော့အဲ့မှာကေရိုတွေကသူကနာမည်ကတော့ iCloud keychain ဘာဘာဆိုပြီးတော့သူက pass key နာမည်ပေးထားတယ်ဆိုတော့ကေကအဲ့လိုမပေးချင်ဘူးအဥမာနေနဲ့ကေအခုဒီ pass key ဒီကေ Gmail ကောက်ပေါ့နော်ဘယ်နာမည် Gmail ကောက်တော့ဖန်တီးလိုက်တာလို့မျိုးအဲ့လိုမျိုးပြန်ပြောင်းချင်တယ်ဆိုရင်ခဲတာပုံလေးကိုနှိပ်ပြီးတော့ pass key name ကိုပေးလို့ရတယ်ဥမာပြင်ကေကအခုကေ Gmail အတွက်ပေါ့နော်အဲ့တော့ Gmail အတွက်ဆိုပြီးတော့ကေမှတ်ထားလိုက်လို့ရတယ် နောက်တစ်ခုကတော့ဒါ okay မလို့ကျင်တော့ဒီ pass key ကိုဖြတ်ပစ်မယ်ဆိုရင်ဒီအမှားလက္ခဏာလေးကိုနှိပ်ပြီးတော့ remove ဆိုတဲ့နေရာမှာသွားဖြတ်လိုက်လို့ရပါတယ်เนาะ pass key ကို key ကိုရိုက်ထည့်ပြီးွားတဲ့ခါမှာဒါဒီတကယ်အလုံးလုံးလားမလုံးလားကို key ကို set up မှာဖြစ်ပါတယ်အဲ့လို set up ဖို့အတွက်ဒီ account ကို key ကို sign out လုပ်လိုက်မယ် sign out လုပ်ပြီးရဲ့ခါမှာပြန်ပြီးတော့ key ကို sign in လုပ်လိုက်မယ် เนาะအဲ့တော့ sign လုပ်တဲ့အခါမှာကေတို့ Gmail ကဝင် password ရိုက်ရတယ်မလားအခုက तू က password မရိုက်ရတော့ဘူးဒီမှာ continue ဆိုရဲ့ button ကြီးကိုနှိပ်လိုက်တာနဲ့ K ရဲ့ face ID ကိုဖတ်ပြီးတော့ तू ကပွင့်သွားမှာဖြစ်ပါတယ် again မြောက်က password တွေပါရိုက်ချိန်ခြင်းလဲဆိုရင်တော့ try another ways တွေဟာနှိပ်ပြီးတော့ကေတို့တွေ password တွေပါတယ်ရိုက်ချိန်လို့ရတယ်အဲ့တော့ K continue ဆိုရဲ့ဟာနှိပ်လိုက်မယ်ပြီးရင် continue ဆိုရဲ့ဟာဆက်နှိပ်လိုက်မယ် ဒါဆိုရင်ကိရဲ့မျက်နှာကိုသူက scan ဖတ်ပြီးွားတာနဲ့အကောင့်ကပွင့်သွားပြီပေါ့နော်အဲ့တော့ pass key ကိုကလေးတို့သုံးတဲ့အခါမှာသူက device တွေနဲ့အဲအထဲမှာသူကဘောနော်ပတ်ထားလိုက်တာပေါ့နော်ဆိုတော့ device တွေမှာဥမာပြင်ကိုက iOS device ကိုသုံးတယ် MacBook မှာဒီ pass key ကိုဖွင့်လိုက်တယ် iPhone မှာပါသုံးချင်တယ်ဆိုရင်တော့ကိရိုးတွေက iCloud Sync လုပ်ထားမှာပေါ့နော်ဒါဒီလို့ ီလိုဂျူဂျူမကီလိုသုံးလို့ရတယ်ပဲနောက်တစ်ခုကကျတော့ကိုက device ပျောက်သွားတယ်ပေါ့နော်အဲ device ပြတ်သွားတယ်ဒီလိုအခါမျိုးမှာဆိုရင်ပြန်ယူဖို့အတွက်အဲဒီပေါ့နော် pass key နဲ့ဝင်လို့မရတော့တဲ့အခါမျိုးမှာပြန်ယူဖို့အတွက်ကီလိုက recovery email တွေခံထားတာမျိုးနောက်တစ်ခုကကျတော့အဲကီလိုတွေဒီ backup code တွေပေါ့နော်ဖန်တီးထားတာမျိုးဒါလိုဟာမျိုးတွေကိုလုံးထားပါမယ် stroke ဒီသားမှာနည်းနည်းလေး recovery image ကြောင်းလေးပြပြပေးချင်တယ် stroke တို့တွေဒီ two step verification လုပ်တဲ့ဒီကဏ္ဍတွေမှာပဲအောက်ဆုံးမှာ recovery image recovery phone ဆိုတာတွေ့ပါလိမ့်မယ် stroke recovery image ဆိုတဲ့နေရာမှာကျတို့တွေဒီအခုကိုပေါ့နော်အခု email အပြင်ကိုအမြဲတမ်းသုံးနေကိုအတွက် ခိုက်ခိုက်ရောမှရှိတဲ့ email တခုကိုထပ်ထည့်ထားပါဆိုတော့ဒီ email ကိုဝင်လို့မရတဲ့ခါမှာ recovery email ကနေတစင်ပြန်ပြီးတော့ကုတ်တေချောင်းပြီးတော့ပြန်ယူလို့ရပါတယ်ဆိုတော့ကေတို့အောက်ဆုံးက recovery email ဆိုတဲ့နေရာကိုသွားသွားပြီးွားတဲ့ခါမှာဆိုရင် @recovery email ဆိုတဲ့ပုံ click နှိပ်ပြီးတော့ကိုယ့်ရဲ့ email တခုကိုဒီမှာရိုက်ထည့်လိုက်ရအောင်အဲ့လိုရိုက်ပြီးွားရင် save ဆိုတဲ့ဟောင်းနှိပ်လိုက်ပါเนาะအဲ့ဆိုရင်သူကဟိုဘက်ကကိုအခုရိုက်ထည့်လိုက်တဲ့ email ရှိကိုကုတ်ကြလာလိမ့်မယ်အဲ့ကုတ်ကိုဒီထဲမှာလာထည့်ပြီးတော့ verify ဆိုတဲ့ဟောင်းနှိပ်လိုက်မယ်ဆိုရင် ဒီ email တစ်ခုကထိတ်ဆက်သွားပြီပေါ့နော်အဲ့ဒီခါကျရင်ကိုကဒီပျောက်သွားတဲ့အခါကျရင်ကိုရဲ့ဒီ email ကခုနပြောသလို device ပျောက်သွားလို့ pass key နဲ့ပြန်ဝင်လို့မရတဲ့ခါကျရင် recovery email ကနေတစ်ဆင့်ပြန်ဝင်လို့ရပါတယ်နော်အဲ့တော့ recovery out မှာ recovery email အပေါ်မှာ phone ပေါ့နော် recovery phone လေးရှိတယ်ဒါပေမဲ့အခု phone တွေမှာ ဒီမကြတဲ့ပြဿနာပေါ့နော် confirmation code တွေမကြတဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့တော့အဲဖုန်းကတော့အထွေထူးတော့မချဲ့နေတယ်တကယ်လို့ထည့်ကျင်နေဆိုရင် recovery phone ဆိုတဲ့ပုံကိုကလစ်နေပြီးရတယ်ထပ်ချဲ့လို့ရတယ်နော်အဲ့တော့ तू ကဝင်မယ်ဆိုရင်တော့ pass key ပြန်တောင်းတယ်အဲကိုကတခါလေး confirm လုပ်ပြီးပြန်ဝင်ပြီးပြန်ဝင်ပြီးွားရတယ်ကိုအချက်လက်တွေထည့်ကျင်နေဆိုရင်တော့ထည့်လို့ရတယ်နော်ဒီမှာအာဒီဖုန်းနံပါတ်ပြောင်းချင်တာဖြတ်ချင်တာဒါတွေအားလုံးလုပ်လို့ရပါတယ်နော် okay အဲ့ဒါပြီးသွားပြီဆိုရင်တော့အဲဒီလို butter cook လေးကိုနည်းနည်းပြပြပေးမယ် ဆိုတော့ကေတို့ဒီ two step verification မှာပဲ click နှိပ်လိုက်မယ်ပြီးသွားပြီဆိုရင်အောက်ဆုံးမှာဒီ backup code ဆိုတဲ့ဟာကိုတွေ့ရလိမ့်မယ်ဒီ backup code ကကြတော့ဘလို့ပုံစံမျိုးလဲဆိုတော့သူကဒီပေါ် click နှိပ်လိုက်ပေါ့နော်ပြီးသွားဆိုရင် get backup code ဆိုတဲ့ဟာကို click နှိပ်လိုက်တာ ਨੇ ဒီ account လက္ခဏာလေးကိုနှိပ်လိုက်တာ ਨੇ code တွေကျလာလိမ့်မယ် code ကတစ်ခါသုံးပြီးွားရင်ပြတ်သွားပြီးထပ်သုံးလို့မရဘူးပေါ့နော်အဲ့ကျထားတဲ့ code တွေအကုန်လုံးသုံးပြီးွားရင်အစ်စ်ပြန်ပြီးရောတောင်းလို့ရတယ် backup code ရဲ့သဘောတရားကကြတော့ကေတို့တွေဖုန်းတွေပျောက်သွားတာတော့ပြတ်သွားဆိုရင် ဒီကိုယ့်ရဲ့အချက်လက်တွေကိုပြန်ယူဖို့အတွက်ပေါ့နော်ဒီထဲကိုပြန်ဝင်ဖို့အတွက် bucket goat နဲ့ဝင်လို့ရတယ်အဲကြောင့်လို့ kilo တွေက bucket goat တောင်းပြီးွားပြီဆိုရင်အဲဒီ bucket goat ကို kilo တွေတခါတည်း download ဆွဲထားပေါ့နော် pdf file download ဆွဲပြီးတော့တင်ထားပြီးွားရင်ကိုပြန်ဝင်နေတဲ့ခါကျရင် bucket goat နဲ့အကောင့်နံပါတ်ကိုရိုက်ထည့်ပြီးတော့ဒီကိုယ့်ရဲ့အကောင့်လေးရှိကိုပြန်ဝင်လို့ရပါတယ် ဲ့တော့ဒုတိယနည်းလမ်းဖြစ်တဲ့ authenticator app တွေကိုအသုံးပြုပြီးတော့ two step verification ရရနည်းလမ်းအကြောင်းကိုဆက်ပြီးပြောပြပေးပါမယ်။ကေကတော့ Google ရဲ့ product ဖြစ်တဲ့ Google Authenticator app ကိုအသုံးပြပေးမှာဖြစ်ပါတယ်။ကိုအသုံးပြုလို့ရတဲ့ဒီ device တွေကို Google Authenticator app ကဲ Google app ကဲကိုအရင်ဆုံး download ဆွဲထားမှာဖြစ်ပါတယ်။ဒါတော့ကေအခု download ဆွဲထားတဲ့ Google Authenticator app ပဲဖြစ်ပါတယ်။ဆိုတော့ကေတို့တွေကဒီ Google Authenticator app တွေကို gas user အနေနဲ့ဝင်သုံးလို့ရတယ်။ ိုကအကယ်၍များပေါ့အချက်တွေပို့ပြီးတော့ save ဖြစ်ချင်တယ်နောက်ပြီးတော့ကိုအကြောင်းကြောင်းကြောင်းပေါ့နော် backup ပြန်လုပ်ချင်နေဆိုရင်တော့အဲကိုယ့်ရဲ့ gmail account တစ်ခုနဲ့ sign in လုပ်လိုက်ပါဒီကတော့ sign in ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ gmail account တစ်ခုနဲ့ sign in လုပ်လိုက်ပါမယ်အဲ့တော့ဒီ account နဲ့ sign in လုပ်လိုက်ပါမယ်အဲ့တော့ဒါ pass key ခံထားရတဲ့အတွက်ကရဲ့ဒီ face id နဲ့ပဲတောက်လျှောက်ဝင်ပေးရတာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဒီ account ပွင့်သွားပြီပေါ့နော်အဲ့တော့ Google Authenticator app ပွင့်သွားပြီဆိုရင်တော့ကျတို့တွေက ကိုကဲ app ထဲကိုထပ်ဝင်ပြရမှာပါကိုကဲ app ထဲမှာလည်းကီလိုတွေကခုနအတိုင်းပဲကိုရဲ့ account ကိုဖွင့်ပြီးတော့ဖွင့်ပြရမှာဖြစ်ပါတယ်ပြီးသွားပြီဆိုရင်တော့ Giro တွေက manage your google account ဆိုတဲ့ပုံကို click နှိပ်ပြရမှာဖြစ်ပါတယ်။ပြီးသွားရင် Giro security ဆိုတဲ့ပုံကို click နှိပ်ပြရမှာပါ။အဲ့လိုပြီးသွားပြီဆိုရင် two step verification ရှိဖို့ပဲခုနအတိုင်းပြန်သွားပါမယ်။ ဲ့တော့ two step verification မှာကေတို့ခုနကလုတ်ဆောင်ခဲ့တဲ့နေရာက pass key ပေါ့နော်အခုကတော့ကေတို့ authenticator ID နဲ့လုတ်ပါပါ continue ဆိုပြီးတော့ဝင်ပါမယ်ကေ face ID နဲ့ဝင်ပါမယ် okay အဲ့တော့ gero တွေကဒီ authenticator ဆိုတဲ့ပုံကို click နှိပ်ပြီးရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီမှာ set up လုပ်မှာပါเนาะအဲ့တော့ set up authenticator ဆိုတဲ့ပုံကို click နှိပ်လိုက်ပါ အကဲမြာကေရိုတွေကကိုနောက်ထပ် device တစ်ခုရှိလို့အဲ့ပေါ်မှာ scan ပေါ့နော်ဖတ်နိုင်လေဆိုရင်တော့ကေရိုတွေကဒီ QR code ကိုသုံးပါအဲ့လိုမျိုးကို scan မဖတ်နိုင်ဘူးဆိုရင် can scan is ဆိုတဲ့ပေါ် click နှိပ်လိုက်ပါအဲ့ခါကျရင်ဒီ number 2ဆိုတဲ့နေရာမှာအာဒီ code ကလေးကြာလာပါလိမ့်မယ်ခွေးစားခွင့်ပိတ်ကေ နောက်ကအကုန်လုံးကကုတ်ပါအဲ့ကုတ်တွေအကုန်လုံးကို Giro copy ကူးလိုက်ရမှာဖြစ်ပါတယ် next ဆိုတဲ့ဟာကိုထည့်လိုက်ပါဒီထဲမှာ Giro ကုတ်ပြန်ထည့်ပြရပါမယ်အဲ့ကုတ်ကိုရဖို့အတွက်ခုနကကိုယ်ကဲ authenticator app တွေကိုအာ Giro copy လုပ်ထားတဲ့ကုတ်ကိုအရင်သွားထည့်ပြရပါမယ်အဲ့တော့ဒီအပြာရောင်ပေါ်ဂျုံလေးမှာ app ကုတ်ဆိုတဲ့ပုံ click နှိပ်ပါပြီးရင် scan QR code လားဒါမှမဟုတ်ရင် set app key လားပေါ့နော် Giro တွေက set app key ဆိုတဲ့ပုံ click နှိပ်ပါမယ်ပြီးရင်ဒုတိယနေရာမှာခုနက ကေတို့ copy ယူလာတဲ့ဟာကို paste လုပ်လိုက်ပါ account name ကတော့ကိုယ့်ရဲ့ gmail အကောင့်ရဲ့ဒါ copy ဖြစ်တဲ့အတွက်ကြောင့်လို့ကေတို့တွေက gmail ဆိုတဲ့ဟာကိုရိုက်ချင်လိုက်ပါမယ်ဒီ wavy ဆိုရင်တော့အောက်က time base ဆိုတဲ့ဟာဖြစ်နေရမှာဖြစ်ပါတယ် app ဆိုတဲ့ဟာနှိပ်လိုက်ပါဒါဆိုဒီမှာ code ထွက်လာပြီ212172ပေါ့နော်အဲ့တော့ဒီ code ကိုဒီမှာပြန်ထည့်ပါမယ်212172 verify ဆိုတဲ့ဟာနှိပ်လိုက်တယ်ဆိုရင်တော့ ဒါဝင်သွားပြီပေါ့နော်ဆိုတော့ဒီ code တွေကကြတော့သူကကေရောမမီဘူးဆိုရင်သူကနောက်ထပ်တစ်ချိန်ရောက်ပြီဆိုရင်နောက်ထပ်တစ်ခုထပ်ပြီးတော့ပြောင်းနေတာပေါ့နော်အဲ့ပထမဟာမဟုတ်တော့ဘူးနောက်တစ်ခုကိုထပ်ထပ်ပြီးတော့ပြောင်းသွားတာနော်အဲ့ဒါအောင်မှာကေရောကအာအသုံးပြုရမှာဖြစ်ပါတယ်နော်ဆိုတော့ကေရောဒီမှာရိုက်ပြီးသွားပြီဆိုရင်နောက်ဝင်သွားပြီပေါ့နော်အဲ့တော့ဒီဘက်ကိုပြန်ထွက်လိုက်ပြီဆိုရင်အဲဒီကေရော two step verification ဆိုတဲ့နေရာမှာ ပြန်ဝင်ပြီးတော့ကြည့်လိုက်ပါမယ်ဒီမှာ authenticator နေရာမှာဝင်သွားပြီပေါ့เนาะစိန်သွားပြီဆိုတော့ကေရိုတွေကခုနပြောသလိုအာ confirmation code တွေမရတဲ့အခါမျိုးမှာဆိုရင်လည်းဒီ authenticator app ကြီးကနေပြီးတော့ကေရို code တွေပြင်ပြီးသွားပြီးတော့ယူလို့ရတယ်ပေါ့เนาะဒါကဒုတိယနီလန်ပေါ့အဲ့တော့ကေရိုတွေနီလန်ခုနပြောသလိုအာအသုံးပြုလို့ရတာ pass key သုံးလို့ရတယ်ဒီ authenticator app တွေသုံးလို့ရတယ်အာနောက်ပြီးတော့ခုနပြောတဲ့ backup လုတ်ထားတယ်ပေါ့နော် recovery လုတ်ထားတယ်အဲ email တွေတုံးလို့ရတယ် backup code တွေတုံးလို့ရပါတယ်ဆိုတော့ဒါဒီအချက်အလက်တွေကြောင့်ဒီလူတွေက ဒီ doorstep verification ကိုခံထားပြီးွားရေအဲကိုယ့်ရဲ့ဖုန်းနံပါတ်ရှိမှအားပြီးတော့ဗောနော်ကုတ်တွေဘာတွေမကြမဲ့ပြဿနာကိုစိုးရင်ကြာမလိုတော့ဘူးလို့ခင်ရတော့ထင်ပါတယ်။ Okay အခုဆိုရင်တော့ Google ကနေပြီးတော့မြန်မာဖုန်းနံပါတ်တွေရှိကို confirmation ကုတ်တွေချမပေးရတဲ့အောင်ဘလို့နီးလန်းတွေကိုအသုံးပြုလို့ရလဲဆိုတာကိုတည်သွားလောက်ပြီးတော့မျှဝေပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့တခြားသိချင်တဲ့အကြောင်းအရာတွေမေးချင်တဲ့မေးခွန်းလေးရရှိဆိုရင်လည်းဗီဒီယိုလေးရဲ့ comment လေးမှာမေးထားခဲ့လို့ရပါတယ်။ကြည့်ရနောက်ထပ်ဗီဒီယိုတွေမှာဆိုရင်လည်းလုပ်ငန်းဝင်တို့ပို့ပြီးတော့ productivity ဖြစ်စေမယ့်အကြောင်းအရာတွေ ် digital marketing ဆိုင်ရာနည်းပညာတွေနဲ့နည်းပညာကိုအသုံးပြုပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းဝင်နေကိုယ့်ရဲ့ personal development ဆိုင်ရာတွေကိုလှုပ်ဆောင်နိုင်မဲ့နည်းလမ်းတွေအကြောင်းကိုထပ်ပြီးတော့အဝေးများပေးသွားအောင်ဖြစ်တဲ့အတွက်ကိရဲ့ channel တွေရှိတယ်ဒီ Facebook page တွေ YouTube နဲ့ TikTok တွေမှာ like and subscribe နဲ့ follow လုပ်ခဲ့ပေးပါဦးကြည့်ရှုပေးတဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်